ရသော်ဗျာရှင်ကိုရောမြတ်ကြီးဟောကြားတဲ့တရားဒေသနာတော်တွေကိုကြည်လိုက်တဲ့အခါအစုံအစုံနေနဲ့ဟောထားတာနေရာတော်တော်များများမှာရှိပါတယ်။ဥမာသမ္မာဒိဋ္ဌိလို့ဟောတာရှိသလိုမိစ္ဆာဒိဋ္ဌိလည်းရှိ။သမ္မာသင်္ကပ္ပရှိသလိုမိစ္ဆာသင်္ကပ္ပလည်းရှိ။ဓမ္မပရယမကဝတ်မှာအစုံအစုံနေနဲ့ဟောထားတာတွေရှိ။ဥမာစိတ်ကကောင်းတဲ့နေရာမှာဥဆောင်သွားရင်ကောင်းကျိုးတွေများစွာရတယ်မကောင်းတဲ့နေရာမှာဥဆောင်သွားရင်လည်းမကောင်းကျိုးတွေများစွာရတဲ့အကြောင်း။ မြတ်စွာဘုရားဟောထားတာရှိပါတယ်အခုလည်းပဲဒီတိုင်းမှာမင်္ဂလာသုတ်တန်ဆိုတာကြီးပွားကြောင်းတွေကိုဘုရားဟောတယ်ပရာဘာဝသုတ်တန်ဆိုတာကပျက်စီးကြောင်းတွေကိုဟောတယ်ပျက်စီးကြောင်းတွေဟောတယ်ပရာဘာဝသုတ်တန်ပါယောမန္တရာပိတရဝဇိနကံကတယုဗနံဘဟုတန္တောနဗရတိတံပရာဘာဝတောမူခံ ယောမန္တရံပိတရံဝါဇိဏကံကတယုဗနံမိဘနှစ်ပါးဟာသက်ကြီးသွားအိုမင်းသွားကြတယ်ဟာအသက်ကြီးရွယ်ကြီးပြီးတော့အိုမင်းသွားကြတဲ့မိဘနှစ်ပါးပဟုတန်တော်နဗရတိတဲ့ကျွေးမွေးလှုပ်ကျွေးခြင်းကစွန့်နိုင်ပါလေကဲ့နဲ့မလှုပ်ကျွေးဘူးဆိုရင်တံပရာဘာဝတော်မူခံအဲ့ဒါပျက်စီးကြောင်တရားပဲပျက်စီးခြင်း ပျက်စီးခြင်းပဲမိဘနှမကြောင့်ဥဒ္ဒနတို့တွေသူတော်ကောင်းတို့တွေလူဖြစ်ကြမိဘနှမရဲ့တွင်တွင်ဆုံးမမှုကြောင့်အကြောင်းကျိုးအကောင်းဆိုးတွေတည်လာကြတာဒီမနေ့အာမိဘနှမကရှာပွေကြွေးမွေးပြီးတော့မှသာသမီလေးတွေအရွယ်ရောက်ပညာသင်ရမယ့်ရွယ်မှာပညာသင်စီးပွားရှာမယ့်ရွယ်မှာစီးပွားရှာတတ်အောင်မိဘနှမကညွှန်ကြားတယ်သင်ကြားပို့ချတယ်အာနိဗ္ဗာန် လမ်းပြတွေလုပ်ကြစေဝါရေးလုပ်ငန်းတွေမှာတွဲခေါ်ပြီးတော့အလုပ်တွေလုပ်ကြလုပ်နေတဲ့သာသမီတွေကိုလည်းပဲထောက်ပံ့ပြီးတော့ပေးကြအဲ့လိုပေးရင်ပေးရင်လည်းလုပ်ငန်းတွေလုပ်လာရင်လည်းမိဘနှစ်ပါးတစ်ဖြည်းဖြည်းနဲ့အရွယ်ကြီးသွားတယ်အရွယ်ကြီးသွားတဲ့အခါသာတဲ့သမီးတွေကမအားဘူးဆိုပြီးတော့မိဘနှစ်ပါးကိုပြစ်ထားတာဘဟုတန်တော်နဗရတိတဲ့ကို့မှာအရွယ်ကလည်းပဲအရွယ်ကောင်း ထောက်ပံ့နိုင်တဲ့စွမ်းရည်တတ္တိလည်းအကုန်ရှိတယ်။ဒါပေမဲ့မထောက်ပံ့ဘူးမလုံလွေးဘူးမဆောင်လျှောက်ဘူး။မိဘကျေးဇူးကိုမတိတော့ဘူးပြစ်ထားလိုက်ပြီဆိုရင်တော့ပရာဘာဝတော်မူခံအဲရာဟာပျက်စီးကြောင်းပါပဲတဲ့မြတ်စွာဘုရားကဒီလိုပြောပါတယ်။မြတ်စွာဘုရားကဒီလိုပြောပါတယ်။အဲကြောင့်သူတော်ကောင်းအပေါင်းတို့ဒီမိဘနှစ်ပါးကြောင့်ဦးဇင်းတို့တို့သူတော်ကောင်းတို့တို့အကြောင်းကျိုးအကောင်းဆုံးဆိုတာသိရတယ်။ အဒီမိဘရဲ့ကျေးဇူးကြောင့်လည်းပဲပညာ